ရခိုင်ပြည်နယ်မောင်နှုံးမြို့ဒူဂျီယာရန်အလေတန်းကြီးရွာမှာဒေသခံမွတ်စလင်48ယောက်တပ်ဖြတ်ခံရတဲ့ကိစ္စကုလသမဂ္ဂရဲ့သတင်းထုတ်ပြန်မှုဟာကျင့်ဝတ်နဲ့မညီသလို EP သတင်းဌာနဟာလည်းတဖက်သက်ရေးသားထားတယ်လို့မြန်မာအစိုးရပြောခွင့်ရဦးရဲထွက်ကဇန်နဝါရီ28ရက်နေ့မှာစွပ်စွဲလိုက်ပါတယ်ကျွန်တော်တို့အကွက်ချပြီးတော့လုံစော်တာပေါ့ဗျာနော်တိုက်ခိုက်ပြီးတော့လုံစော်တယ်ကျွန်တော်ဘက်က ဟုတ်လားဥပဒေနဲ့အညီပဲလုပ်တဲ့ခါကျတော့ဘာဖြစ်လဲတရင်မှားတွေကိုဖြန့်ပြီးတော့မှလုပ်တယ်အဲ့ဒါကုလသမဂ္ဂဆိုတဲ့လူကလည်းအဖွဲ့အစည်းတွေကလည်းဟုတ်လားတကယ်ကြတော့ကုလသမဂ္ဂမှာကုလသမဂ္ဂအထွေညီလာခံပြတ်ထန်းထားတဲ့ UN agency တွေလိုက်နာမယ်ကျင့်ဖို့ဆိုတာရှိပြီးသားအဲ့ဒီမှာတရင်တွေအားလုံးကို verify လုပ်ပြီးမှ ATP မှာမီဒီယာကိုတုံးရမယ်ဆိုတာရှိရတဲ့အဲ့ဒီကုလသမဂ္ဂအဖွဲ့အစည်းတွေကိုယ်တိုင်ကအဲ့တော့အဲ့မှာရှိတဲ့ NGO အဖွဲ့အစည်းတွေကိုယ်တိုင်ကဘယ်လိုမျိုးလုပ်ကျွန်တော်တို့ကပြောတာပြဿနာတကယ်လို့ရာဇဝမှုကျူးလွန်လာရှိရင်ကျွန်တော်တို့အစိုးရအနေနဲ့အရေးယူဖို့အသင့်မယ်အချိန်မျိုးကျွန်တော်တို့လာပြောလို့ရတယ်ဒါပြောရင်ကျွန်တော်အရေးယူမယ် ကျွန်တော်ဘာမှဖုံးမွယ်ထားတယ်ကျွန်တော်ရှိနေခြင်းဒီဒီအုပ်စုနှစ်စုရမှာဖြစ်တဲ့ဒီပဋိပက္ခကိုတားဆီးဖို့ကုလသမဂ္ဂအပေါင်းဝင်နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့တပ်ဖြတ်မှုတွေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးဟိုင်လုံနဲ့တပ်သေးရှိရင်ပြောနိုင်တယ်လို့ရန်ကုန်မြို့နိုင်ငံသားရေးဝန်ကြီးဌာနရုံးမှာပြုလုပ်တဲ့ရှင်းလင်းပွဲပြီးမီဒီယာတွေကိုပြောဆိုခဲ့ပါတယ်ကြီးကြပြောရင်တို့ကဘာပြောလဲဆိုတော့ MSF ကဟဲ့လား တဏ္ဍာန်နဲ့တယောက်ကိုသူတို့ကုသပေးရတယ်တဲ့နော်အဲနော်ဌာနထိခိုက်တံရလူက၄ယောက်တဲ့ထိုးသွင်းတံဆိုတာမှဓာတ်ဓာတ်နဲ့ဟာမျိုးပေါ့နော်ထိုးသွင်းတံရလူက၁၀ဦးတဲ့နောက်တစ်ခါစိတ်ယောဂါပေါ့ဒီအဖြစ်ဖြစ်ကြောင့်စိတ်ယောဂါခံစားနေလို့9ဦးစုပေါင်း22ဦးကိုသူတို့ကကုကုသပေးရပါတယ်လို့ပြောတယ်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ကနှစ်ခုလောက်တယ်တစ်ခုကတော့ပြည်နယ်ဆိုးရကျွန်တော်ခင်ဗျားတို့ရှင်းပြသလိုပဲရှင်းအဲ့လူတွေပြောသူတို့သွားကြည့်မယ်ဆွေးနွေးမယ်စေကုသပေးမယ်ပြီးရင်ဖြစ်စဉ်ကိုမေးလို့မှစုံစမ်းဖော်ထုတ်မယ်လို့ပြောတယ်ဒါပေမဲ့ တို့ထုတ်မပေးနဲ့အဲ့တော့ဆရာဒေါက်တာကျော်လုံးလို့ဆရာဒီရခိုင်ပြည်နယ်ပဋိပက္ခစုံဆိုင်ကော်မရှင်သွားတဲ့ခါမှာလဲအဲ့ဒီသတင်းကိုကွန်ဖာမ်လုပ်တယ်ဆိုတော့ကွန်ဖာမ်လုပ်တဲ့ခါမှာသူတို့ဘက်ကလည်းမပြောနဲ့အချက်နဲ့သိပါတယ်လို့ပြောနေတယ်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနိုင်ငံတကာသတင်းဌာနတွေကဟဲ့လားတကယ်ထိုင်ထိုင်လုံးနဲ့အထောက်ထားရရှိရင်ပြောကျွန်တော်ထက်ယူပြီးတော့မှတကယ်ကိုရှင်းရရေးယူမယ်ဒါကိုကျွန်တော်ထပ်ပြောရခိုင်ဟိုဒီနယ်စိုးရက မျိုးမှရှိတဲ့မျိုးမျိုးပြဖွဲ့နဲ့တွက်ကြည့်ပြီးပြီအဲ့ဒါသူတို့ပြောတယ်မြုပ်ထားတယ်ဆိုတင်းချိုင်းကိုလည်းရောက်ပြီးပြီကင်းရောတင်းချိုင်းဆိုတာအဲ့ဒါចောင်းရောလားအဲ့တင်းချိုင်းမှာလည်းဘာမှဟိုခြေရလေးအတင်းမရှိဘူးဟောဒါတွေအားလုံးအားလုံးမျိုးပေါ့နော်ပြီးရင်သူတို့ဗီဒီယိုရှိတယ်ပြောတယ်အဲ့ဒီဗီဒီယိုကြည့်တော့မနှစ်ကမီးလောင်တဲ့ပုံလေးအော်အဲ့ရောရဟုတ်ဒီတိုင်းပဲရှိသေးတယ်။လူတွေသွက်သွားလို့ပစ္စည်းတွေဖျော်ပြဲဖြစ်နေတော့မှကျွန်တော်ကနောက်ကျရင်လူငွေရက်မှဆိုလို့ကျွန်တော်ရေးတွေချထားတယ်။မောင်တော်မှာဇန်နဝါရီ6ရက်နေ့နဲ့17ရက်နေ့တွေမှာဒူဂျီရတန်းကြီးရွာကဒေသခံမွတ်စလင်အနည်းဆုံး40ကျော်ကိုအစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရခိုင်လူမျိုးတွေကတိုက်ခိုက်တပ်ဖြတ်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းဇန်နဝါရီ22ရက်နေ့ကနေ26ရက်နေ့ထိရခိုင်ပြည်ပခါစုံစမ်းစစ်ဆေးရေးကော်မရှင်ကတွားရောက်စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ဒါနဲ့လည်းကျွန်တော်သတင်းမှထုတ်ပြန်ပြီးအခုဆရာကျော်ရင်လည်းလုတ်တဲ့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုပေါ့။ကော်မရှင်ကတော့ဆရာဦးစာကဒီဆရာကျော်ရင်လည်းတို့ပြောတာကလာမယ့်ရက်ပိုင်းအတွင်းမှာတို့အင်္ဂလိပ်လိုမြန်မာလိုထုတ်ပြန်မယ်။ဒီကနေ့ကတော့တို့တွေ့ရှိချက်ကိုတို့အကြံဉာဏ်ရှင်းပြသွားတာပေါ့။ဟုတ်ကဲ့။နိုင်ငံတကာပြည်ပခါစောင့်ကြည့်ရေးအဖွဲ့ ICG က မောင်နှုံးမှာရခိုင်ရဲတွေမတုံးဖို့ထုတ်ပြန်ခဲ့တယ်ပေါ့။ဦးရဲထွတ်ကကို့နိုင်ငံတွင်ရဲတပ်ဖွဲ့တွေဘလို့နေရချလဲဆိုတာအချုပ်အချာအာဏာနဲ့ဆိုင်တာကြောင့် ICJ ကဝင်ရောက်ဆွတ်ဖက်ပိုင်ခွင့်မရှိဘူးလို့တုံ့ပြန်ခဲ့ပါတယ်။နိုင်ငံရဲ့အချုပ်အချာပဲကျွန်တော်နိုင်ငံရဲ့ရဲတပ်ဖွဲ့ကိုဘလို့နေရချမှာဆိုတော့ကျွန်တော်တို့ရဲ့အချုပ်အချာကျွန်တော်ကဘာဝဲအာမဘာကိုလုပ်ပေးမလဲ။တိဟဲ့လားတရားဥပဒေစိုးမိုးရေးကိုဥပဒေနဲ့အညီလုပ်အောင်ကျွန်တော်အာမခံရမယ်။ ပွန်လုတ်တဲ့လုတ်တွေဒီပွန်လေးမြင်သာမှုရှိအောင်ကျွန်တော်လုပ်မယ်နှစ်ဖက်အတိုင်းဝိုင်းအားလုံးကိုကာကွယ်ပေးနိုင်အောင်လုပ်မယ်ဒါပဲကျွန်တော်တို့အမှတ်ခံကျွန်တော်တို့နိုင်ငံရဲ့ရတပ်ဖွဲ့ကိုကျွန်တော်တို့သုံးတာခင်ဗျဘယ် IC ရလာပြောလို့မရဘူးဘယ်မှလာပြောလို့မရဘူးပြည်ရင်းကြီးဝင်ကြီးဌာနရဲ့ရှင်းလင်းပွဲပြီးမှပြည်ရင်းကသတင်းစာ၄ဆောင်နဲ့ပြည်ပမီဒီယာ၆ခုကိုတော့ဝင်ခွင့်ပေးခဲ့ပြီးမောင်တော်တပ်ဖြတ်မှုတွေကိုဖော်ထုတ်ရေးသားခဲ့တဲ့ AP သတင်းဌာနကိုဝင်ခွင့်မပေးခဲ့ပါဘူးကုလသမဂ္ဂအပါအဝင်ကမ္ဘာ့ဘဏ် ICG အမေရိကန်အစိုးရ လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့တွေကတပ်ဖြတ်မှုတွေကိုစုံစမ်းဖော်ထုတ်ဖို့ပြောဆိုနေတာတွေကိုဥယျာဉ်ထွက်ကနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်